ီနေ့မှာတော့ကျွန်တော်ကဝင်ကြီး900ပေးမှဝင်လို့ရတဲ့မြဖရားကို free ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ကျွန်တော်မြဖရားကိုတွားရောက်လည်ပတ်ခဲ့တဲ့နေ့က random fight ဘရင်ချူလာလောင်ကုန်းရဲ့နှက်ရွာဆန်နှစ်ပတ်လည်နေ့အထိမ်းအမှတ်ဖြစ်ဝင်ကြီးအခမဲ့နဲ့ဝင်ရောက်ဖူးမော်ခွင့်ကိုရရှိခဲ့ပါတယ်။ဒီလိုနေ့တွေနဲ့ရက်ကြီးခါကြီးနေ့တွေမှာမကြာခဏဝင်ကြီးအခမဲ့ဖြစ်ဝင်ရောက်ဖူးမော်ခွင့်တွေကိုလည်းပေးလိမ့်ရှိပါတယ်။ဒီမြဖရားဝင်ထဲမှာရှိနေတဲ့ဖရားတွေနဲ့ ဖျားသမိုင်းကြောင်းအနေငယ်ကိုရှင်းပြပေးထားလို့ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီနေရာလေးကတော့ထိုင်းနိုင်ငံရဲ့ထုတ်မြတ်ထားရာဖျားเจ้าတော်တွေတဲကတခုဖြစ်တဲ့ဝက်ပရာကောင်းခေါ်မြားဖျားပဲဖြစ်ပါတယ်။ဗန်ကောင်းမျိုးလေကောင် တမိုင်းဝင်ဖရာနခွန်ခရိုင်မှာရှိတဲ့ဘရင်နန်းတော်ကြီး Grand Belly ရဲ့နေမြေတွင်းမှာခန်းသားထဲဝါစွာတရှိနေပြီးနိုင်ငံရဲ့ကံကြမ္မာနယ်နိမိတ်အဖြစ်အပူဇော်ခံထားတဲ့အမြဖရာကိုကိုယ်တိုင်ကိုကြတွားရောက်ဖူးမြော်ခဲ့ပါတယ်။ဒီမြဖရာကထိုင်းနိုင်ငံသားတွေရဲ့ယုံကြည်ချက်အရနိုင်ငံတော်ရဲ့တာယာဝါပြောရေးငြိမ်းချမ်းရေးနဲ့တရားဝင်မှုတွေကိုကိုးစားပြုတဲ့နိမိတ်ပုံတစ်ခုပါပဲ။ ဒါကြောင့်လေဒီဘုရားကျောင်းတော်ဟာဘာသာရေးရတယ်မဟုတ်ပဲနိုင်ငံရေးတမိုင်းကျောင်းအရာပါအလွန်အရေးပါတဲ့နေရာတစ်ခုဖြစ်လို့တကိုးကြီးလာပြီးယုံကြည်ကိုးကွယ်သူတွေလည်းများလာပါတယ်။ဒီမြတ်ဘုရားထားရှိရာဘုရားကျောင်းဆောင်ပေါ်ကိုတော့ဖုန်းတွေကင်မရာတွေနဲ့လုံးဝရိုက်ကူးခွင့်မရှိလို့အပြင်ဘက်ကနေပဲရိုက်ခဲ့ရပါတယ်။ အာဒီနေ့ကကြတော့ဝင်ကြီးလည်း free ဖြစ်နေတော့ဗောနော်လာပြီးတော့လေပတ်တဲ့သူတွေတော်တော်လေးများပါတယ်အဲနည်းလေဒါတော်ခုတော်မှညနေစောင်းသွားပြီဗောနော်အခုကျွန်တော်တို့နှစ်နာရီခွဲသုံးနာရီခွဲချင်းဖြစ်နေပြီဒါတော်မှလူတွေရရှိတယ်ဗောနော်ပုံမှန်ရက်တွေဆိုရင်တော့လူအဲ့လောက်မရှိပါဘူးထိုင်မဲ့ဒီနေ့က free ဆိုတော့နည်းလေးလူများနေပါတယ် ကျွန်တော်နောက်ကဒီအဆောင်လေးကိုဝင်မို့ပေါ့နော်သူကယောက်ျားလေးဆိုရင်ဟွာကျင်းပေါင်းမိမရဘူး main ကလေးတွေကကြတော့စကတ်ပါညာမရဘူးလို့သူတို့အဲအနောက်မှာဝတ်ထားတဲ့ sweater ပုံစံမျိုးပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးတွေပဲဝတ်လို့ရမယ်အဲကျွန်တော်ပေါင်းပြီးရကောင်ကျင်းပေါင်းပြီးအာအဲ့ဒါကိုသူကကျင်းတော်မှမရဘူးပေါ့နော် sweater ပဲရမယ်ထင်တယ်ယောက်ျားလေးတော်မှအာအပြင်မှာသွားပြီးတော့ဝယ်လို့ရမယ်ပေါ့နော်အပြင်မှာအင်းကြီးတွေရောင်းနေဟိုင်းမှာဝယ်ပြီးတော့အပေါ်တက်ကိုတက်ကြည့်မယ်ဆိုကြည့်လို့ရပါတယ် ဒီဖျားကို1989ခုနှစ်မှာပထမဆုံးဘုရင်ဖြစ်တဲ့ကင်းရမန်ဟာထိုင်းနိုင်ငံရဲ့မြို့တော်ကိုတွန်ဘူရီကနေဘန်ကောက်မြို့သို့ရွှေ့ပြောင်းခဲ့ပါတယ်ဒီလိုရွှေပြောင်းပြီးနန်းတော်ကြီးကိုတည်ဆောက်ခဲ့တဲ့အချိန်မှာပဲ1983ခုနှစ်ကနေစပြီးဒီဖျားကျောင်းတော်ကြီးကိုစတင်တည်ထောင်ခဲ့တာပါ။ဘရင်ကြီးရဲ့ရွေချက်ကတော့1989ခုနှစ်ကလာအိုနိုင်ငံကနေပင့်ဆောင်လာခဲ့တဲ့အထွတ်မြတ်ထားရမြဖျားကိုအပူဇော်ခံထားရှိဖို့ပါပဲ။ ဘရင်မင်းမြတ်ရဲ့တာသနာပေါ်ထားတဲ့တရားတရားနဲ့နိုင်ငံတော်ပေါ်ထားရှိတဲ့မေတ္တာတွေကိုဒီနေရာလေးကနေထင်ဟပြသနေသလိုပါပဲ။နှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပေမဲ့ဒီဘုရားကျောင်းတော်ဟာသူ့ရဲ့ခမ်းနားမှုတွေကတော့မပြတ်စီးသွားခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ပထမဘရင်မင်းလက်ခက်ကနေပြီးတော့မင်းအဆက်ဆက်ဘရင်မင်းမြတ်တွေဟာကုသိုလ်ကောင်းမှုရဖို့နဲ့သူတို့ရဲ့မင်းဆက်ကိုချီးမြှင့်ဂုဏ်ပြုတဲ့အနေနဲ့ဘုရားကျောင်းတော်တွေကိုထက်မှန်ဖြည့်ဆတ်တာတွေပြန်လည်မွမ်းမံတာတွေနဲ့အလှဆင်တာတွေကိုကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။ အခုဆိုရင်ဒီနေရာလေးဟာဘယင်မင်းမြတ်တို့ရဲ့မေတ္တာတရားတွေအားနဲ့အမှုပညာလက်ရာတွေကိုစူးစီးရနေရာတစ်ခုလို့ဖြစ်နေပါပြီ။ဘုရားတွေကိုရောက်သွားပြီဆိုရင်တော့မျက်စိဗရာသာဖြစ်စရာတွေနဲ့ယင်သက်ရှုမောပွဲရာဘိသူကလက်ရာတွေနဲ့ပြည့်နေနေတာကိုတွေ့ရပါလိမ့်မယ်။ထိုင်းဘိသူကပညာရဲ့ရိုးရာမှုတွေကိုအထူးဂရုပြုဖန်တီးထားတဲ့ဘာသာရေးဆိုင်ရာအဆောက်အအုံတွေနဲ့နိုင်ငံစည်းပကြီးများစွာကိုလည်းမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဘုရားတောင်းတော်ကြီးကိုတစ်ခါလောက်တော့တွားရောက်ဖူးမြော်တင်တယ်လို့ခီးသွွားချစ်သူတွေကိုတိုက်ကွန်းချင်ပါတယ်။အခုသတိပြုစရာလေးကတော့ ဒီမြဖရားကထိုင်းနိုင်ငံတော်ရဲ့အရေးကြီးတဲ့အခမ်းအနားတွေအတွက်အသုံးပြုတဲ့နေရာဖြစ်တာကြောင့်တခါတည်းရန်မှာတော့အများပြည်သူတွေဝင်ရောက်ဘူးမြော်ဝင်းကိုယာယီပိတ်ထားတတ်တာလေးတွေရှိပါတယ်။ဒါကြောင့်တွားရောက်လေပတ်မယ်ဆိုရင်တော့ဂျူတင်စုံစမ်းမေးမြန်းပြီးမှတွားရောက်လေပတ်တာအကောင်းဆုံးပါပဲ။ နောက်ထပ်ဗီဒီယိုအသစ်တွေကိုထပ်မံတင်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံကြပါရစေခင်ဗျာကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ